ပကံမျိုးကဘူဗေထမင်းဆိုင်တဆိုင်ဖြစ်တဲ့ရွှေမြမာနစ်ကိုခေါ်ပါပါမယ်။ဒီဆိုင်ကနဆိုင်ရှိပါတယ်ရွှေမြမာတစ်နဲ့နစ်ပေါ့နော်။ရွှေမြမာတစ်ကကြဲကြဲဝုံဝုံရှိပြီးထိုင်ရတာအဆင်ပြေပါတယ်။ဒီနစ်ကတော့နည်းနည်းလေးကျင်းတယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ဒီနေ့မှာရွှေမြမာနစ်ကိုပြပေးပါမယ်။ဆိုင်တစ်နဲ့ဆိုင်နစ်နဲ့ကနီနီလေးဆိုတော့လေတော်စားမယ်ဆိုရင်တော့ဆိုင်တစ်မှာတော်စားတာပိုကောင်းလိမ့်မယ်။ဒီရွှေမြမာထမင်းဆိုင်လေးကအနန္တာစီတီနားမှာရှိရပါ။ဒါကတော့ဆိုင်ပတ်ဝန်းကျင်နဲ့လမ်းပေါ့နော်။ဆိုင်ရှိမှာလဲရမင်းယုံနဲ့ဒီလက်ဆောင်ပစ္စည်းလေးရောင်းပါတယ်။ ဆိုတော့ဆိုင်ထဲလိုက်ပြပေးပါမယ်ဆိုင်ကအရန်တော့မကျဲဘူးပေါ့နော်ကျင်းတယ်သူဝိုင်းကတော့15ဝိုင်းလောက်တော့ရှိမယ်ဗျဒီဆိုင်မှာကဟင်းရွေးပြီးအဝါစားစားလို့ရတယ်လို့ဘူဖေးလည်းစားလို့ရပါတယ်ဘူဖေးဆိုတော့သမင်းကောအသားဟင်းတွေရောကြိုက်သလောက်အဝါအစားယူစားလို့ရပါတယ်ဈေးကတော့12000နဲ့10000ခွဲပါကျွန်တော်တော့ဘူဖေးပဲစားလိုက်ပါတယ်အသားဟင်းက6မျိုးထိပါပါတယ်ကြိုက်သလောက်ယူစားလို့ရပါတယ်အသားဟင်းတွေကအရန်ဟင်းလည်း10မျိုးလောက်ပါပါတယ်အရန်ဟင်းတွေလည်းကိုယ်ဝင်ကြိုက်လောက်တောင်းလို့ရပါတယ်ဈေးပြားတွေလည်းကျွေးပါတယ် အသားဟင်း6မျိုးဟာငဖယ်၊ကြက်ကြော်၅ကြော်၊အမဲသား၊ကြက်တာ၊ဝတ်တာ၊စိတ်ကလေးစာတွေပါပါတယ်။အရန်ဟင်းတရားဆိုရင်တော့မယန်တီထောင်း၊မကြီးရွတ်တုပ်၊ပဲနတ်၊ခင်းချင်တီချက်၊နန်းဖတ်ချင်၊ငပိရီ၊အရွက်ဆုံကြော်၊ချင်ပေါင်မြင့်ကြော်၊ငမြာရီချက်၊ပဲပင်ပေါင်းကြော်တွေပါပါတယ်။ အုံးရည်လည်းရပါတယ်တဲ့ဆိုတော့ဒီဆိုင်ကတထောင်ခွဲဆိုတော့ဘတ်ဂျက်တော့အရင်စိတ်မဖြစ်ဘူးပေါ့နော်ဆိုတော့စားနိုင်တဲ့လူတော့တော့တန်ပါတယ်ကျွန်တော်တို့လိုတိတ်မစားနိုင်တဲ့လူတော့ကတော့မတန်ပါဘူးဆိုတော့ဒီခါတော့တော့ try ကြည့်ပါအားလုံးပဲကျေးဇူးပါ